update တင်မှာမတ်တာပြန်ဝင်လာတော့မယ်မတ်စမန်လီကောင်စီစဉ်ကုန်ပြီး update patch အစ်စ်နဲ့ buffer တွေ nav တွေကိုမသိလို့ goal line မှာဘာခံရမလဲမသိကြောင်ပြောက်ပြီးတော့ run နေရှုံးနေရဆိုရင်တော့ဒီ video လေးကိုအဆုံးထိကြာကြည့်လိုက်တော့ဗျာအဲ့တော့ပထမဆုံး Bruno နဲ့စလိုက်အောင် football and games two of my favorites အရင်က Bruno ဆိုတာ MPL ပွဲတွေမှာပါကင်ပြီးတော့ကျန်းခဲ့ hero တကောင်ဖြစ်တယ်ဒါပေမဲ့နောက်ပိုင်းမှာ Bruno Nav ခံလိုက်ရတဲ့အတွက် ိတ်ပြီးတော့မသုံးကြတော့ဘူးအခု update မှာ Bruno ကိုပြန်ပြီးတော့ဘတ်ပေးတာတယ်ဘာရီဘတ်ပေးတာလဲဆိုရင်အရင်ကထက် status ရတာပုံမြန်သွားမယ်ပြီးရင် Bruno ဂိုးလိန်ကမန်နာမလောက်တဲ့ပြဿနာတစ်ခါလီကြုံရတတ်တယ်အဲ့တော့မန်နာ cost ကိုလည်း short ချပေးတာတယ် Bruno က stat ဒါတရားစုနိုင်မယ်ဆိုရင် damage ရော attack speed ပါမြန်နေ hero ဖြစ်တဲ့အတွက် backline နဲ့ကနေ position ယူနိုင်ယူနိုင်တယ်လို့တောက်လျှောက်ကန်နေလို့ရမယ် hero ဗျာ ပြီးတော့ dash ကလည်းပါသေးတဲ့အတွက် survive လုပ်မလားလိုက်ချမလားရွေးလို့ရတယ်။အဲ့ပြင်တစ်ဖက်က stand hero တွေပါရင်ကိုက blink spell ပါတဲ့အတွက် purifying ကိုပျော်ပျော်ကြီးယူလို့ရတယ်။နောက်တစ်ကောင်ဒီနေ့ကစားထွက်တော့မှာပဲအစော်များခဲ့တဲ့ easy ပဲဖြစ်တယ်။ It's my way or the highway. ဒီမတမှာ ECR က scale 1 damage တွေ movement speed တွေကို buff ပေးထားတဲ့အပြင် ultimate cooldown ကိုတော်တော်လျှော့ချပေးထားတဲ့အတွက်ဒီ season မှာ meta ပြောင်းဝင်လာနိုင်တဲ့ hero တစ်ကောင်ဖြစ်တယ်။ ECR ယူမယ်ဆိုရင်အဓိကတွေးရမယ့်တစ်ခုကကိုကအနောက်ကနေအထိုင်ဆုံးအောင်မှာဖြစ်တဲ့အတွက် assassin jungler တွေပါရင်တော့တတိထားဖို့ပြောရင်လေ ECR ရဲ့ ultimate ဒါအကောင်းဆုံးသုံးခွင့်ရမယ်ဆိုရင်ဗတ်တီတိုင်းကတေချာပေါအနိုင်တွေကြီးပဲဖြစ်နေလိမ့်မယ်။အခုကြည့်နေတဲ့ NBA Indo, NBA Philippines အစရှိရဲ့နိုင်ငံတကာ NBA ပွဲစဉ်များ Wings ဘက်မှယူနီစိတ်ချစွာခံမှန်းကစားနိုင်ပါပြီ။စိတ်ဝင်စားလို့အကောင့်ဖွင့်နေဆိုလို့ရှိရင်တော့ comment မှာရှိတဲ့ link တွေနဲ့ဆင်ဆက်သွင်းလို့ရတယ်လို့ Telegram မှာ NLS Live Wings လို့ share ပြီးတော့အကောင့်ဖွင့်လို့ရပါတယ်ခင်ဗျာ။ဗီဒီယိုလေးကိုဆက်လိုက်ရအောင်။တတိယကောင်ဒီနေ့ကနှစ်တန် If time is a river, I'm swimming against the current. က်တန်ကလူကြိုက်များပြီးအစော်များတဲ့ဟီးရိုးတစ်ကောင်ဖြစ်တယ်။ပြီးတော့ဒီစီးရင်မှာလည်း birthday အထဲမှာပါလာတယ်။ passive တွေ scale 1 scale 2တွေကို buffet ထားတာဖြစ်တဲ့အတွက်လက်တန်ကတေချာပေါက်မတာပြန်ဝင်လာမဲ့ဟီးရိုးတစ်ကောင်ဖြစ်တယ်။လက်တန်ရဲ့ scale 1 damage ရဲ့ scale 2 interference ကိုသာတေချာထိအောင်သုံးနိုင်မယ်ဆိုရင်ဒီစီးရင်မှာလက်တန်က step ပြည့်နဲ့ battery တွေကို live join နိုင်မှာဖြစ်တယ်။ပြီးတော့လက်တန် ultimate က position ပြောင်းလို့ရတဲ့အတွက်လက်တန်ကဂိုးလိမ့်မှာတေချာပေါက်ကိုရွေးချယ်တဲ့ဟီးရိုးတစ်ကောင်လို့မြင်တယ်။

ဂိုးလိမ်းမှာရွေးချယ်တဲ့နယ်လို့ထင်တယ်စကေး1နဲ့အားလီမှာ enemy ကိုနှိမ်နှားလို့ရတယ်စကေး2နဲ့နောက်ကနေလိုက်လာတဲ့ကောင်ကိုလည်းချုပ်ထားလို့ရတယ်အတမိတ်ဆိုရင်လည်း damage အများကြီးပေးနိုင်တဲ့ hero တကောင်ဖြစ်တယ်အဲ့တော့ဂိုးလိမ်းကလင်းက buff မထားပေမဲ့လည်းဒီ season မှာသုံးလို့ရသေးတဲ့ hero တကောင်လို့မြင်တယ်ဒီ video လေးကတော့ဒီလောက်ပါပဲကျွန်တော်တင်ပြရဲ့ video လေးကိုသဘောကျရဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook page ဖြစ်တဲ့ NH Life page ကို like and follow လုပ်သွားကြဖို့ပြောရင်းနဲ့ဒီ video လေးကိုအဆုံးသတ်လိုက်ချင်ပါတယ်